ော်ကျွန်တော်လည်းမပြောသက်ဘူးလေဒါဒီအခုခီးသွားလို့ရှိရင်ဒါမယုံနဲ့ဒါအများဆုံးဒါတော့အော်ခီးရော်ဒါစိတ်လူကိုယ်တူဆိုတော့ပြန်ပို့တည်ရဆိုရဲမျိုးပေါ့နော်အဲအဲ့လိုပဲဒါလူတွေရဲ့အစိတ်ကိုပို့တည်နားလဲရတယ်အခုဒါအခုတွေ့နေရတယ်သွားနေရတဲ့ group လေးကတော့ဒါကအရန်ဆင်ပြေတယ်ဘာလို့ခီးသွားတာ အတူပြောကိုပြောအာနိကာကာအကတင်တဲ့နေရာမှာခတ်တာပါကျွန်တော်တော့အဆင်ပြေပါတယ်အကတော့ကျွန်တော်လည်းခတ်တယ်နည်း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 ပေါ့အဲကျွန်တော်တကူလုံးတင်ပြတာမယူမှာပေါ့ဟုတ် 14ဆိုင်မြောက်ပေါ့ဒီမင်္ဂလာညွန်းမြို့နယ်မှာရှိတဲ့ကမုံဝဲဦးစစ်စင်တာမှာဒါ14ဆိုင်ခွဲ14ဆိုင်မြောက်ဖွင့်ခွဲမှာဘုံယူတာနဲ့တက်ရောက်ဖြစ်သွားတာပါအဲဒါကြောင့်မလို့တိထက်ပြီးတော့ဆိုင်ခွဲတွေအများကြီးဖွင့်နိုင်ပါသေးမြန်မာတပီလုံးမှာလို့ကျွန်တော်စုမကောင်းတောင်းလိုက်ပါတယ်အခီးရဲ့ပြင်ရောက်တော့မကြသေးဘူးပြဟိုပါပဲရှိတယ်3-4ရက်လောက်အာနင်းတော့ကအခုဒီကက်ရှမီးယားတော့အေးတာတော့ခက်နိုင်တယ်ဟိုဘယ်လိုဟာရှင်းပါတပတ်လောက်ပဲချာဟာဘင်းနဲ့သွားတာဆိုဟာဘင်းကတော့ဘယ်လိုမှမခက်နိုင်ဘူးပေါ့အရန်အေးရ မိုင်းနဲ့20 25တွေဆိုဒီကက်ရှမီးယားကျတော့မိုင်းနဲ့2လောက်ပဲ2 3 5အဲ့လောက်ပဲဆိုတော့နေနိုင်တယ်ပေါ့အဆင်ပြေပါတယ်။ဟောဟိုအခန်းထဲမှာကြာဟီတာနဲ့ဆိုတော့မအေးဘူးပေါ့ကျွန်တော်ရှိခဲ့ကြာပြီကစပထမဆုံးတွေ့တွေ့ဘူးတာအမြင်မြင်ဘူးတော့ကတော့အရန်ပျော်တာတော့ရေခဲတောင်ကားပေါ့နော်နှင်းမွေ့စရာရွှေရှင်ကားရိုက်တော့အဲ့ပထမဆုံးပေါ့အဲ့တော့ကတော့အရန်ပျော်တယ်နင်းနေမြင်တာဒါပေမဲ့လည်းတလားလောက်ကြာသွားတဲ့အခါအဲ့လိုအေးတဲ့အရာကိုမုန်းနေရပါဘူးအဲ့ဒါ ခုတော့သွားတဲ့ခါကျွန်တော်မြန်မာပြည်မှာရှိတဲ့ရေခဲတောင်တွေကြလက်မဆက်တွေကြီးလဲဟုတ်ဟုတ်ပေါ့နော်နည်းနည်းခက်ခဲတယ်ပြီးလို့ရှိရင်ပြီးတော့နေစရာတွေပေါ့နေစရာတွေဟီတာတွေပါတယ်လည်းမရှိဘူးဒီတိုင်းအေးအေးရဲမာမာကိုယ့်ဟာကိုစောင့်နေပတ်အာကျွန်တော်တို့ရေခဲတောင်မှာအိတ်တဲ့အိတ်တဲ့ဟုတ်မလို့လဲစစ်ဆွဲဟာကြီးတွေနဲ့အိတ်ရတာဆိုတော့နည်းနည်းတော့ခက်ခဲတာပေါ့အခုသွားတဲ့ဟာကြီးကြတော့ဟိုဟိုတယ်တွေမှာဟီတာတွေနဲ့လုံးဝဟိုဘယ်လိုပြောအခန်းထဲဝင်သွားရင်နွေးထွေးနေအဲ့လိုမျိုးပေါ့နော်နည်းနည်းတော့ကွာချတာပေါ့နော် ော်ကျွန်တော်လည်းမပြောသက်ဘူးလေအော်ခီးသွားလို့ရှိရင်ဒါမင်းနဲ့ဒါအများကြီးဒါတွေ့အော်ခီးရော်ဒါစိတ်လူကိုယ်လူဆိုတော့သွားပြစ်တာပါဟုတ်အာကျွန်တော်တို့ဒီခီးသွားပေါ်ဆိုတော့နည်းနည်းရှားခတ်တယ်ဗျာဟုတ်အကြိုက်ပြူမယ်ဟိုဘယ်လိုပြောမလဲသွားတာလာတာအဲ့လိုစတူမအဆင်ပြေပါလေဥပမာကျွန်တော်တို့တကယ်ချားတကယ်အင်းနေနဲ့ပြီးသွားဖို့ပလန်လိုက်ပြီဆိုတော့နောက်နှစ်တည်းဟို ကူးသွားတယ်မသွားပြစ်တာကြီးဖြစ်လာတယ်ဒါကြတော့ဥမာလူတယောက်ရဲ့ကြောင်းကခီးသွားလို့ရှင် ပိုတိရယ်ဆိုရယ်မျိုးမျိုးပေါ့နော်အဲအဲ့လိုပဲဒါလူတွေရဲ့စိတ်ကူပိုတိနားလေရတယ်အခုဒါအခုတွေ့နေရတယ်သွားနေရတဲ့ဂရုလေးကတော့ဒါကအရင်ဆင်ပြေတယ်ဘာလို့ခီးသွားတာအတူပြောကိုပြောအာ တာတော့ကျွန်တော်ကနည်းနည်းဥဆောင်တယ်။တနေ့ဟို relay တွေကတော့သူ့သူ့ရှာတာပေါ့အဲ့လိုရောက်တာနဲ့အဲ့လိုအကြံရပြီးလုပ်ဖြစ်သွားတာပေါ့။ I like to eat 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 အာညကကအကတင်တဲ့နေရာမှာခတ်တာပါကျွန်တော်တော့အဆင်ပြေပါတယ်အကကျွန်တော်လည်းခတ်တယ်နည်း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 ပေါ့အဲကျွန်တော်တကူလုံး ခီးစင်နေရတော့ဟိုအလုံးလေးလုံးလိုက်ခီးလေးသွားလိုက်ဆိုတော့ခီးစင်နေရတော့ကြမ်းပါအောင်လာလာပါအောင်ပဲစူလိုက်ခီးလေးသွားလိုက်ပါအဲ့လိုလေးပေါ့အဲ့တော့ဘောရိုးရှင်းရှင်းနဲ့ပြတ်တန်းနေအောင် ်ကျွန်တော်ဟိုငငယ်တော့နေပါကျွန်တော်တို့မိသားစုတစ်ခုလုံးကပြီးသွားအရန်ကြိုက်တယ်ဒါပေမဲ့ကိုဘယ်ရောက်လာတဲ့အချိန်မှာတကယ် over စီးရကြကိုယ်တိုင်ပဲသွားတာဖြစ်နေတာဆိုတော့ဒါကတော့ခုဘွားနဲ့ဆန္ဒတစ်ဖက်ထဲကြနေရလို့ကျွန်တော်ထင်ပါတယ်